ကျွန်တော်တို့ဟောတဲ့တရားတွေကအကုန်လုံးကမှားနေပါတယ်လို့သူတို့ကသိအောင်ဖျားအရာတွေလေဗုဒ္ဓဘာသာဝင်တွေကလည်းမြတ်စွာဘုရားတရားဟောမဟုတ်တာတွေကိုမြတ်စွာဘုရားတရားပါလို့ပြောလာတဲ့ပုံကိုဟောပြောနေတဲ့ပုံကိုကိုကျော်ကြီးဖြည့်ရှင်းမယ်လို့တိုက်ရိုက်ပြောပြီးသားကျွန်တော်တို့မိတ်ဆွေတို့တွေက တရားလုပ်တဲ့နေရာမှာလုံးတင်တာတွေမလုံးတင်တာတွေကိုကြွေးပြခြားနာပြီးတော့မတိကြဘူးကျွန်တော်တို့တရားလောကမှာအများစုကဖျားအရာကိုမိမိအရာထင်ပြီးတော့လိုက်လုံနေတာရှိတယ်။ဘာလဲဆိုတော့အမင်းတို့တွေကတရားမားတွေဟောတယ်အတ္တမားတွေဟောတယ်မင်းတို့ဟောတဲ့တရားတွေကမားနေတယ်မားနေတယ်ဆိုပြီးတော့အဲ့တရားတွေပေါ်မှာလိုက်ပြီးတော့ဆုံးဖြတ်နေကြတာဒါတွေကလွဲမားတွေလမ်းကြောင်းတွေပဲเนาะကြည့်ကျွန်တော်တို့ဟောတဲ့တရားတွေကအကုန်လုံးကမားနေပါတယ်လို့သူတို့ကသိအောင်ဖျားအရာတွေလေ ဖျားအရာတွေကိုကျွန်တော်တို့လောကသားတွေကမိမိအရာတင်ပြီးတော့လိုက်လုံနေကြတယ်။ကျွန်တော်တို့မက်ဆေ့တော်တွေတရားရကျင်နေမလား။တခုပဲရှိတယ်။ဘာလို့ရမလဲ။မိမိခံတာမိမိစက်။ငါမှာငါးပြအာယုံကာမဂုဏ်နဲ့ပတ်သက်လို့ဟုတ်လားအစင်းအတန်အနံ့ရတာအထွဋ်ဒီငါးခုနဲ့ပတ်သက်လို့ငါလိုချင်မှုတွေဘလောက်နည်းနေပြီလဲအလိုလောဘတွေဘလောက်ထင်ရော့သွားပြီလဲဆွေလန်းချင်းတွေဘလောက်ရော့ပြီလဲဒါကိုစမ်းစစ်ရမယ်ဒီခန္ဓာငါးပါးကြီးနဲ့ပတ်သက်လို့ရုပ်ရဲ့ပေါက်ပြဲမှုဝေဒနာခံစားမှုတင်ညာ သင်္ခါရဝိညာဏဒီခန္ဓာ၅ပါးပေါ်မှာလဲရုပ်မှာဟုတ်လားငါဆိုတဲ့အစွဲလေးရှိသေးလားဝေဒနာခံစားမှုပေါ်မှာလဲငါခံစားရဆိုတဲ့ငါလေးတွေရှိသေးလားတညာမြင်နေကြားတဲ့နာနဲ့စားတဲ့ထိတဲ့ဒီပေါ်မှာလဲငါစားတယ်ငါသိတယ်ဆိုတဲ့တညာအမှတ်သားတွေရှိအောင်မလားသင်္ခါရပြုလုပ်တဲ့အကြောင်းအကျိုးတွေပေါ်မှာလဲပဲဟုတ်လားငါပြုလုပ်တယ်ငါလူတန်းတယ်ငါကောင်းတာတွေလုပ်တယ်ငါမကောင်းတာတွေလုပ်မိရဲဆိုတဲ့ဒီငါတွေရှိအောင်မလားတခါဝိညာဏ ြံစီတွေးတော့တဲ့နံခန္ဓာပေါ်မှာလည်းပဲငါကြံစီနေတယ်ငါတွေးတော့တယ်ဆိုတော့ငါတွေဘလောက်ထိအောင်မိမိမှာကြံနေသေးတယ်လဲဒါကိုပဲစမ်းစစ်ရမယ်ဒါကကျွန်တော်တို့ရဲ့အလုပ်ကျွန်တော်တို့မင်းစီတို့နေပန်ရခြင်းနဲ့ဆိုရင်အဝေးကြီးတွေလုံးမနေနဲ့များများတွေစဉ်းစားမနေနဲ့ယုံရှိတောင်းတဲ့သမုဒ္ဒရာကြံပြုံမှနိုင်နဲ့ဘယ်တော့မှသမုဒ္ဒရာကြံပြုံကိုနှိုင်းလို့မမီနိုင်ဘူးကျွန်တော်တို့မင်းစီတို့လောရမှာကကျွန်တော်ခုနပြောသလိုပဲငါးပြအာယုံကာမကုံတွေပေါ်မှာလိုချင်တဲ့သက်ဆွဲလန်းမှုတွေဘလောက်တိရှိနေပြီလဲဒါတွေကိုပဲစမ်းစစ်ရမယ် တပတ်လူ တရားမားတွေဟောနေတဲ့တရားတွေကမမှန်ဘူးအတ္တမတွေပါလို့မိမိဘက်ကနေပြီးတော့တအပ်ပြောနိုင်ရအောင်မိမိမာကအဲ့ဒီပုံကိုဟောတဲ့တရားတွေကမှားပါတယ်မှန်ပါတယ်လို့ဆုံးဖြတ်နိုင်တဲ့အသိဉာဏ်ပညာပြေဝနေပြီဆိုရင်တော့တမျိုးပေါ့အဲ့ဒီလိုမှမဟုတ်ပဲနဲ့မိမိကအသိဉာဏ်မပြေဝပဲနဲ့ဒီစာအုပ်ကြီးကိုဖေးရှားပြီးတော့စာအုပ်ထည့်ရအတိုင်းလိုက်ပြီးတော့ထောက်နေမယ်ဆိုရင်တော့မဟုတ်သေးဘူး ဖယားအရာကိုငါတို့တွေလိုက်လုံးမိနေပါလားဆိုတော့တချို့ကမသိဘူးဒါပေမဲ့သူတို့တွေအတီထဲမှာငါသိငါတက်ငါသာမျက်ဆိုတဲ့အတ္တတွေရှိနေကြတယ်ကာမအစွန်အတ္တအစွန်ဆိုတဲ့အဲ့ဒီအစွန်နှစ်ခုမလွတ်တမျှကာလပတ်လုံးငါပြအာယုံကာမကုန်နေဆိုတာဘယ်တော့မှရော့သွားမှာမရှိဘူးတိုးပဲတိုးလာလိမ့်မယ်မိတ်ဆွေတို့တွေတကယ်ဒီဘဝဒီခန္ဓာနိဗ္ဗာန်ရချင်နေဆိုရင်အဝေးကြီးစဉ်းစားမနေနဲ့ကျွန်တော်ပြောသလိုပဲ ငါပြအယုံကာမဂုဏ်နဲ့ပတ်သက်လို့ရောဒီခန္ဓာ၅ပါးနဲ့ပတ်သက်လို့ရောဒီရာတွေပေါ်မှာလိုချင်တဲ့တမှုတွေဘလောက်တည်ရောပြီလဲငါဆိုတဲ့အစွဲတွေဘလောက်တည်ရောပြီလဲဒါတွေကိုပဲစမ်းစစ်ပါအရေးကြီးတယ်တော်ကြီးကစကားတွေကိုရှင်းရှင်းလင်းလင်းအစောကြီးတွေကကြေညာထားပြီးသားပါဘယ်ဘာသာကပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာကိုမဟုတ်တန်းတရားတွေနဲ့စော်ကားလာမယ်ကျူးကျော်လာမယ်ဆိုရင်ကိုကျော်ကြီးဖြေရှင်းမယ်ဗုဒ္ဓဘာသာဝင်တဲ့ကလည်းမြတ်စွာဘုရားတရားဟောမဟုတ်တာတွေကိုမြတ်စွာဘုရားတရားပါလို့ပြောလာတဲ့ပုံကိုဟောပြောနေတဲ့ပုံကိုကိုကျော်ကြီးဖြေရှင်းမယ်လို့တိုက်ရိုက်ပြောပြီးသားဟုတ်လား ထေပန်ထွာတို့ဝိမုတ်တိမောင်ကျော်တို့ကိုဘာလို့ဘိုင်နေတက်ပြီးပြောရတာလဲဆိုတော့တို့ကိုနိုင်ကိုကတို့ထင်ရမြင်ရဒီကိုတို့ကဗုဒ္ဓတရားဆိုပြီးခေါ်တာဗိဓကစာပေနဲ့လုံးလုံးမညီညွတ်ဘူးဗိဓကစာပေရမှာတရားမဟုတ်ဘူးဆိုတော့ပြောရတာကမိစ္ဆာဒိဋ္ဌိအယူဝါဒဖြစ်နေပြီဗိဓကဒီမြတ်စွာဘုရားနှုတ်တော်ကဟောပါတယ်လို့ယဟန်နာအရှင်သူမြတ်တွေကသင်္ကန်းရနာတင်ထားတယ်တရားတွေဖြစ်တယ်ကျန်တဲ့ကိစ္စတွေကိုမယုံတာဟလား အထကရာကလာတဲ့ဇကားတွေကိုမယုံတာဒီပြဿနာမဟုတ်သေးဘူးဒီတကမှဟောထားတဲ့မြတ်စွာဘုရားတဲ့တဲ့ဟောထားတဲ့တစ္ဆာ၄ပါးကိုဖောက်လဲဖောက်ပြန်ပြောလာပြီဆိုရင်တော့ကိုကျော်ကြီးကဖြည့်ရှင်းမှကိုရမှာဒါကမြတ်စွာဘုရားတရားမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့တရားတွေကိုအယူဝါဒအနေနဲ့တစ်ခုခုကိုခေါ်လိုက်လို့ရှိရင်မိစ္ဆာတိဋ္ဌိလို့တန်းပြောတာမှာ တော့မြတ်စွာဘုရားကိုအမြဲတမ်းမေးတဲ့မေးခွန်းတွေလောကကြီးအဆုံးရှိသလားအဆုံးမရှိဘူးသလားတတဝါကြီးတေပြီးသီးနောက်ဖြစ်သလားမဖြစ်သလားဒါမျိုးမေးခဲ့တဲ့မေးခွန်းတွေမြတ်စွာဘုရားအကုန်လုံးပယ်ချတယ်။ဘာကြောင့်ပယ်ချတာလဲလို့မေးလို့ရှိရင်ဒီမေးခွန်းတွေကိုဖြေလိုက်တိုင်းမှာတတ္တရာဒိဋ္ဌိအုတ်စီရာဒိဋ္ဌိမှာသွားကန့်နေတယ်။အဲ့တော့လိုင်းပေါ်မှာတတ္တရာဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိကိုပေါက်ကရ40ပြောနေတဲ့လူတွေလည်းရှိတယ်။နောက်ပိုင်းကျရင်ဖြေရှင်းပြီးမယ်။အဲ့ဒါတွေကိုရှောင်လွှဲပြီးတော့တစ္ဆာလေးပါလို့ခေါ်လိုက်တာဖြစ်เสียချင်းဒုက္ခဖြစ်တယ်ကွာ ဒုက္ခဖြစ်ကြောင်းတမှုရရှိတယ်တဏှာရှိတယ်ဒုက္ခချုပ်ငြိမ်းကြောင်းနိရောဓဆိုတဲ့နိဗ္ဗာန်ရှိတယ်အဲ့ဒီနိရောဓကိုရောက်ဖို့အတွက်သွားတဲ့လမ်းမှန်လမ်းရှိတယ်ကွာအဲ့ဒါဒီဒုက္ခနိရောဓပရိပဒါဆိုတဲ့လမ်းရှိတယ်မဂ်ခင်ရှင်းပါဒါမျိုးဟောပြတာသူတို့မေးတဲ့မေးခွန်းတွေကိုဖြေလိုက်ရင်သူတို့ကသူတို့စွဲထားတဲ့တတ္တရဒိဋ္ဌိနဲ့အုပ်စီရာဒိဋ္ဌိမှာသွားကတ်မှာမဟုတ်လို့မဟောတာ အဲ့တော့လောကကြီးအဆုံးမရှိဆိုရင်အာဂတနင်းစာယတနာဇံကိုဝင်စားနေတဲ့ပုဂ္ဂိုလ်ကလောကကြီးကိုအဆုံးမရှိဆိုတဲ့အမှတ်တညာနဲ့သွားတာအဲ့တော့တကယ်ပဲ तू ကလောကကြီးကိုအဆုံးမရှိလို့ तू ကသိသွားတာအဲ့ဒီတော့ तू ကအယူဝါဒအနေနဲ့ဟောလိုက်တယ်လောကကြီးကအဆုံးမရှိဘူးငါကဒီဇံကိုရောက်နေတဲ့အတွက်ငါသိတယ်လို့ပြောမိစ္ဆာဒိဋ္ဌိလို့မြတ်စွာဘုရားတန်ပြောလိုက်တယ်ကိုသိတာတခုကိုအမှားသုံးသက်ပြီးတော့အယူဝါဒအနေနဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားနားလေလားအဲ့ဒါဗုဒ္ဓဝါဒမဟုတ်ဘူးအဲ့ဒီလိုပဲကမ္မထံအားထုတ်တဲ့အခါမှာလည်း ဒီကမ္မထံအာယုံဒီကမ္မထံအာယုံသာဖြစ်တယ်အယူဝါဒအနေနဲ့ဟောပြလို့မရဘူးဆိုကြပါစို့ရဲ့မြတ်စွာဘုရားလက်ထက်တော်ခါကအယောဇုကမ္မထံအာထုတ်တဲ့ယဟန်တပါရှိတယ်အဲ့ဒီယဟန်တပါကအယောဇုအယောဇုဒီပုဂ္ဂိုလ်တတ္တဝါလို့မမြင်မဲနဲ့အယောဇုကိုမြင်အောင်အာထုတ်တာပုဂ္ဂိုလ်တတ္တဝါလို့မြင်ရင်အဲ့ဒီကဓာတ်ဒီကစီးဆင်းလာပြီးတော့ကာမဂုဏ်ကိလေသာစီးဆင်းပါဆိုလို့သူကအရာအားလုံးကိုအယောဇုအနေနဲ့မြင်အောင်အာထုတ်တာအာထုတ်တဲ့ခါကျတော့ကမ္မထံအာယုံတညာကထင်သွားတယ် ကမ္မထမ်းပေါက်တယ်ဗောဗျာခင်ဗျားတို့ပြောတဲ့စကားလေးဆိုကမ္မထမ်းတညာကထင်သွားတယ်ထင်သွားတဲ့အခါကျတော့ဒါကိုမြင်မြင်အယိုးစုပဲသူကမြင်တော့တာတကာတယောက်ကမြင်တယ်အရှင်ဖျားဒီနာကမိမတယောက်ဖျက်သွားတာတွေ့လားအယိုးစုတစ်ခုတော့ဖျက်သွားတာတွေ့လိုက်တယ်အဲ့ဒါမူသားစကားမဟုတ်နားလေလားသူမြင်တာကအယိုးစုကိုမြင်တာမဟုတ်လို့အယိုးစုကိုပဲမြင်တဲ့အတောင်အကြောင်းပြောတာအဲ့ဒါမူသားစကားလည်းမဟုတ်ဒါပေမဲ့အရာအလုံးဒီအယိုးစုပဲလို့ပြောရင်တော့မူသားစကားဖြစ်သွားပြီအဲ့ဒါဆိုမိစ္ဆာဒိဋ္ဌိအယူဖြစ်သွားပြီ နားလေလားသူမြင်တာကိုမြင်တဲ့အတိုင်းပြောတာကမူသားစကားမဖြစ်ဘူးဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကံနဲ့ပတ်သက်ပြီးခေါ်ထားတဲ့ကိစ္စတစ်ခုလည်းရှိတယ်တုတ်တန်တစ်ခုမှာဒီတမနာပြမနာတွေကရှေ့ဖြစ်စဉ်တွေနောက်ဖြစ်စဉ်တွေကိုမြင်လာတဲ့အခါမှာပုဂ္ဂိုလ်တဦးကအလွန်မတန်သီလအာကောင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကသေတဲ့အခါမှာငရဲကြသွားတာကိုမြင်မြင်တဲ့အခါကျတော့သူကကောင်းတာလုပ်လေငရဲကြပါတယ်ကွာကောင်းတာလုပ်ရင်အကုန်ငရဲကြပါတယ်လို့အယူဝါဒအနေနဲ့ခေါ်လိုက်တာ သူမြင်တာကတယောက်တည်းကိုမြင်တာအကုန်လုံးကိုမြင်တာမဟုတ်ဘူးအကုန်လုံးအဲ့မှာအမားနှလုံးသွင်းသွင်းလိုက်တယ်အမားသုံးသပ်မှုဖြစ်သွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိဘယ်လိုပြောရင်အမှန်တရားလဲတဲ့ကောင်းမှုကုသိုလ်တော့လုပ်တယ်ထိုပုဂ္ဂိုလ်သည်ငရဲကြတယ်ဒါဆိုရင်ဒီစကားကမူသားစကားမဟုတ်ဘူးကောင်းမှုကုသိုလ်လုပ်တဲ့လူတိုင်းငရဲကြတယ်လို့ပြောရင်မူသားစကားမိစ္ဆာဒိဋ္ဌိအယူဝါဒဖြစ်သွားတယ်သဘောတရားနားလည်လားအဲ့ဒီလိုပဲကမ္မထာအာယုံတစ်ခုကို ကိုကမြင်လိုက်တယ်အဲ့ဒီကအာကမ္မထအာယုံကပေါက်သွားတယ်ပေါက်သွားတဲ့အချိန်မှာတလောကလုံးကဒါပါပဲလို့အယူဝါဒအနေနဲ့ပြောရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ရှင်းလားဒါကြောင့်မလို့လက်ရှိမောင်ကျော်တို့ထေရီပန်ထွာတို့အချို့သောဂျိတ်တာဒီမှာဟောနေတယ်ငါသူတပါးယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝမရှိလို့ဟောတဲ့ဟာအဲ့ဒါမိစ္ဆာဒိဋ္ဌိပြီးရင်တို့စကားကိုတို့ကကာဖို့အတွက်ဒါကပညာတို့ဒါကပရမတ်တို့အလကားအဲ့ဒါတွေကကာပါလုံနေတာအယူဝါဒအနေနဲ့ဟောလိုက်ပြီဆိုတာ ਨੇ မိစ္ဆာဒိဋ္ဌိအတန်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားလက်မခံဘူး နားလဲလားအဲ့ဒီလိုအယူမျိုးယူလို့မရဘူးမိမနဲ့ပတ်သက်လို့မြတ်စွာဘုရားကဘလောက်ထိပြောလဲဆိုရင်နိဗ္ဗာန်ရဲ့အတားအဆီးကမိမပဲတဲ့အဲ့လောက်ထိခေါ်တာမြတ်စွာဘုရားကဟာမိမတွေကမုန်းစရာလားမိမကိုဟုတ်တယ်မလားဟိုမြတ်စွာဘုရားကဂျေဝင်နေတာလားဆိုပြီးတော့ဗလိမ့်ညာရင်ဗလိမ့်ညာနေမိမိမမှာကာမတက်ကိုရှိတာတဲ့ဘလောက်ထိရှိလဲလို့မင်းလို့ရှိရင်တင်နေတဲ့မတာတော်သွားမထိနေတဲ့ဖူးဖူးရောင်ရောင်မတာဟူတော်သွားမထိနေတဲ့မိမနဲ့ပတ်သက်ရင်သူ့ကိုထိရင်ကာမတက်ကထွက်လာတယ် မိမမှာကာမဓာတ်ကိုရှိတယ်အဲ့ဒါကြောင့်မလို့ယဟန်တွေကမိမနဲ့ဝေးဝေးနေရတယ်မိမဆိုရင်မအင်းနဲ့တော့မျက်နှာချင်းဆိုင်မဆိုင်မင်းနဲ့နီနီနာနာမနေရဘူးအဲ့လောက်ကြီးဝေးဝေးနေခိုင်းတာကုံအောင်နေခိုင်းတာမျက်စွာဗျာလူအသက်ရှင်နေတဲ့မိမဆိုရင်မအင်းနဲ့တော့နီနီမနေနဲ့တဲ့ယဟန်ကတင်နေတဲ့မသားဆိုရင်မသားမိမကိုတော့တော့မထိနေတဲ့သူ့မှာကာမဓာတ်ရှိတယ်ဓာတ်ဆိုတာတူရာစုနေတဲ့အဲ့တော့လောကကြီးထဲမှာမျက်စွာဗျာဓာတ်တီကမျိုးစိအပင်ပေါက်တာ ခမရမာကယုံညံ့တဲ့ဓာတ်တွေမနာလိုတာတွေဝန်တိုးတာတွေဂုံတိုက်တဲ့စိတ်တွေရှိနေလို့ရှိရင်သိကြတဲ့ငရဲနဲ့တလိဆန်တစ်ခုခုကိုအကျိုးပေးမှာအဲ့ဒီဓာတ်ကမျိုးစေ့ကအမြင့်တက်ဖြစ်တဲ့အတွက်မြက်နဲ့တတ္တဝါဖြစ်ဖို့အတွက်အဲ့ဒီမျိုးစေ့ကကြံ့ပေးအဲ့ဒီမျိုးစေ့ကြပြီးအဲ့ဒီအပင်ကအမြင့်တက်အပင်ပဲပေါက်လာမှာမြက်ပင်ရဲ့မျိုးစေ့ကမြက်ပင်ပဲပေါက်တယ်ဗန္နာပင်ရဲ့မျိုးစေ့ကဗန္နာပင်ပဲပေါက်ပေါက်တယ်ဟုတ်လားနန်းဆန်ကူနန်းတာပင်ကဆန်ကူနန်းတာမျိုးစေ့ပဲပေါ့အဲ့တော့မိမိမှာရှိနေတဲ့မျိုးစေ့က အညံ့တဲ့မျိုးစေ့ထွက်လာတာနဲ့ညံ့တဲ့ဘဝကိုရတယ်။ကောင်းတဲ့မျိုးစေ့အပင်ပေါက်ရင်ကောင်းတဲ့ဘဝအလေအလတ်ရှိတယ်ဆိုရင်နတ်ဖြစ်မယ်လူဖြစ်မယ်။အမြင့်တက်ရှိတယ်ဆိုရင်မြန်မာဖြစ်မယ်။အဲ့ဒီဓာတ်တွေအားလုံးကိုဖျက်ဆီးလိုက်ရင်နိဗ္ဗာန်ပဲ။ဒါပဲ။အဲ့တော့မြတ်စွာဘုရားကဒီဓာတ်တွေနဲ့ပတ်သက်ပြီးဒီလိုခွဲခြားစိတ်ပြပြီးခေါ်တာ။ငါဆိုတဲ့ အတက်အယူမဆွဲနဲ့ဆိုတာအဲ့ဒီလိုဓာတ်တွေကနေအပင်ပေါက်လို့အဲ့ဒီလိုတတ္တဝါကြီးဖြစ်တာဒီတဘွားကနေဟိုဘွားကတတ္တဝါကြီးကဒီကိုကူးလိုက်ဟိုကိုကူးလိုက်ကူးနေတာမဟုတ်ဘူးမိမိတို့ပြုလို့လဲတဲ့ဓာတ်တွေကနေပြီးတော့ဝိညာဏဆိုတဲ့အဘိသင်္ခါရဝိညာဉ်ဆိုတဲ့မျိုးစေ့လေးတခုအမြဲတမ်းပေါက်ပေါက်လာတယ်အဲ့ဒီမျိုးစေ့တွေကကုသကံအာကုသကံနေလုတ်တိုင်းမှာအဲ့ဒီမျိုးစေ့တွေထွက်တယ်အဲ့ဒီမျိုးစေ့တွေကနေနောက်ထပ်ဘဝဆိုတဲ့အပင်တွေကိုအကျိုးပေးတာဒါပဲအဖြစ်ကရှင်းရှင်းလေးလေးဒါကြောင့်မလို့အတ္တမရှိဘူးအနတ္တပဲဆိုတဲ့အမြင်ကိုမြင်အောင်လုပ်ရတာ ငါဆိုရငါဆိုရကြီးမရှိဘူးဆိုရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတယ်ငါမရှိဘူးလို့ပြောရင်ကိုမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ငါရှိတယ်လို့ပြောရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတယ်အဲ့ဒီတော့ထိတိမ်မွေးတဲ့တရားတွေကိုနားမလည်ဘဲနဲ့ကိုထင်ရကိုမြင်ရရှောက်ခေါ်တဲ့အခါကျတော့မြတ်စွာဘုရားကိုတိုက်တဲ့စော်ကားတယ်လို့ဖြစ်တာဘယ်လောက်ထိစော်ကားလဲဆိုရင်ကိုကျော်ကြီးကလည်းသူတို့ရဲ့သားရဲ့အယူအဆကတော့ဝါရကိုလည်းမိစ္ဆာဒိဋ္ဌိလို့ပြောတာကလည်းကိုကျော်ကြီးကယုံညံ့တာလေအဲ့ဒါကိုကျော်ကြီးကဖရုတ်တဝါစာရှိနေတယ် မိစ္ဆာဒိဋ္ဌိဆိုတဲ့သကလုံးကမြတ်စွာဘုရားဟောတာလားမိစ္ဆာဒိဋ္ဌိဆိုတဲ့သကလုံးကိုဖရုဒ္ဓဝါစာလို့ပြောပြီဆိုတဲ့ကမောင်ကျော်ကဖရာကိုတဲ့တဲ့ကိုစော်ကားပြစ်လိုက်တာအဲ့တော့ဒီလိုကောင်စားမျိုးတွေကဖရာဘာဟောတယ်ဆိုတာလည်းနားမလည်ဘူးဗိဒကတ်မူရင်းထဲမှာမြမမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုလည်းမသိဘူးမသိဘဲနဲ့ဖရာကိုကြည့်ပြဲစော်ကားနေတယ်ဆိုတဲ့ကွာဒီကောင်တွေဘာတက်ရှိတာညံ့တက်ကိုရှိတယ်အဲ့တော့ဘာတရားရတာလဲဆိုဘာတရားမှရတဲ့ကောင်မျိုးမဟုတ်ဘူးမြတ်စွာဘုရားကိုတဲ့တဲ့စော်ကားနေတဲ့လူတွေဖြစ်တဲ့အတွက်ကိုကျော်ကြီးတို့ကဖြည့်ရှင်းပြရတယ် အခြားသောဘာသာဒီမှာကအငြင်းတက်တည်ရနိုင်တယ်အလဲအလဲတက်တည်ရနိုင်တယ်အမြင့်တက်မရနိုင်ဘူးအလွန်မတန်ခက်ခဲတယ်အမြင့်တက်ရနိုင်တဲ့ပုံကအလွန်မတန်ခက်ခဲတယ်အဲ့ဒီဓာတ်တွေကိုဖြတ်စည်းနိုင်တဲ့လူဆိုတာကတော့လုံးလုံးကိုမရှိရဘူးဒါကြောင့်မလို့ဘယ်ဘာသာမှာပဲဖြစ်ဖြစ်အလဲအလဲတက်နေအမြင့်တက်ရပါစီဆိုတဲ့စေတနာနဲ့ကိုကြိုကြီးတို့ဘာလို့ပါဘာလို့ပါလို့ပြောတာသူတို့ရနိုင်တာဒီအလဲအလဲတက်နေအငြင်းတက်နှစ်ခုကလွဲလို့ရှိရင်ကျန်တဲ့ဓာတ်ကိုမရနိုင်ဘူးအဲ့ဒီအတွက်အပင်ပေါက်လာမှဒီအငြင်းတက်နေ အလေလက်တက်ပဲအပင်ပေါက်ဖို့များတယ်အမြင့်တက်ရဖို့ဆိုတဲ့ကရုဏာမုဒိတာဥပက္ခတွေကိုဇံရအောင်အားထုတ်ဖို့ဆိုတာဘယ်ဘာသာမှမမြင်နိုင်ထိန်းလူတစ်ခုတော့ပဲရနိုင်ကြံတဲ့အယူအယူဝါဒတွေဖြစ်နိုင်ကြီးအလွန်မတန်နေတယ်ထိန်းလူမှာတော့မြမဘုံထီရအောင်ဖြစ်နိုင်ဒါမှမဟုတ်ကိုကျော်ကြီးတို့ကကောင်းတဲ့ဟာတွေဖြစ်စီဖို့ပြောပြတာအဲ့တော့ဗုဒ္ဓဘာသာထဲမှာကြတော့ဖျားဟောတဲ့ဒီဓာတ်တွေကိုချုပ်ငင်းပြစ်တိုက်တဲ့နီးစနစ်ကို မသိပဲနဲ့ပောက်ကရ40ဒီကိုထင်ရကိုအယူဝါဒအနေနဲ့ပြောနေတဲ့ကောင်မနှိမ်နင်းလို့မရလို့နှိမ်နေရနော်